မင်္ဂလာပါရှင်။ဇွန်လ၂ရက်တနင်္လာနေ့အတွက်ရွှေကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တင်ပြမျိုးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဦးစားတင်ဆက်ပေးမှာကတော့ဗဟန်းမြို့နယ်တွင်မိုးရွာသွန်းမှုကြောင့်သစ်ပင်ပြိုလဲမှုဖြစ်ပွားတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြူနယ်တွင် မေလ31ရက်ည7:00နာရီအချိန်ခန့်ကဆရာဆန်တောင်ရက်ွယ်နဝရီအိမ်ယာဝင်းတွင်မိုးရွာသွန်းမှုကြောင့်အရှိ25ပေကန်လုံးမတ်6ပေကန်ရှိညောင်ဝင်းမှာကိုယ်ကိုင်းရေကူးကန်လမ်းပေါ်သို့လေကျမှုဖြစ်ပွားပြီးရင်အမှတ် 9H H245 Honda Fit ရင်ပေါ်ပြီးမိကလမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်းသိရပါဗျ။အပင်လေကျရာသို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ မြို့နယ်စီပင်သားရအုပ်ချုပ်ရေးမှုရုံးဝန်ထမ်းများလုံခြုံရေးတပ်ဖွဲ့များရွက်ခွက်အုပ်ချုပ်ရေးမှုတို့မှပူးပေါင်းရှင်းလင်းဆောင်ရွက်ကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့နေလင်းကပေးပို့လာတာပါနောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့ရန်ကုန်နဲ့နေပြည်တော်အပါအဝင်ဒေတာတချို့မှရွာသွန်းမြေထံမိုးပိုးနိုင်တဲ့တဲ့ရင်ဖြစ်ပါတယ်။ နေပြည်တော်နဲ့ရန်ကုန်အပါအဝင်တိုင်းဒေသကြီးနယ်ပြည်နယ်တချို့မှာရွာသွန်းမြေထံမိုးပိုးနိုင်တယ်လို့မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်တဲ့ဇွန်လပထမဆယ်ရက်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်မှဖော်ပြထားပါတယ်။ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်အရှေ့ပိုင်းတို့မှာရွာသွန်းမြေထံမိုးပေါ်နိုင်တယ်လို့ဆိုပါတယ်။ကျန်းတဲ့တိုင်းဒေသကြီးနယ်ပြည်နယ်တွေမှာတော့ရွာသွန်းမြေခန့်မိုးထေချုံရွာနိုင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မိုးရွာနိုင်တဲ့ရက်တွေအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်အရှေ့ပိုင်းတို့မှာခုနှစ်ရက်ကနေ၉ရက်ခန့်နဲ့နေပြည်တော်အပါအဝင်ကျန်တဲ့တိုင်းဒေသကြီးပြည်နယ်တွေမှာတော့၄ရက်ကနေ၆ရက်ခန့်မိုးထေဆုံရနိုင်တယ်လို့ခန့်မှန်းထားကြောင်းသိရပါတယ်ရှင်။